ြင်းနယ်မြောက်ပိုင်းကကြောင်မဲနဲ့နန်းဆန်မျိုးတွေကိုအာနာတိန်တပ်က အောက်တိုဘာ16ရက်နေ့တရက်ထဲမှာပဲလီချောင်းတိုက်ခိုက်ခဲ့ရာအရသာပြည်သူ6ဦးသေဆုံးပြီးတော့တန်ခါနှစ်ပါးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ကြောင်မဲမျိုးက17မိုင်ကျေးရွာကိုလီချောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီဖြစ်စဉ်အတွင်းမှာတန်ခါတော့နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဘုံကြီးချောင်းတချောင်းနဲ့ကျောင်းဆောင်ပြည့်စည်သွားတယ်လို့တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ကထုတ်ပြန်ထားပါတယ်။ ဒေတာခိုက်ခံရမှုအတွင်မှာဒဏ်ရာရခဲ့တဲ့တန်ကတော်နှစ်ပါအနက်တပါးကပြင်းထန်ဒဏ်ရာရထားတာလို့သိရပါတယ်။သူတို့အနေနဲ့ကဟိုဘာသာတရားတွေရဲ့ဟိုပြောဆိုဆုံးမမှုတွေကိုလိုက်နာချက်သုံးတာဆိုတာလည်းတစ်ဆက်မှမရှိတဲ့သူတွေပါ။တနည်းပြောတော့ဗုဒ္ဓဘာသာအမိခံပြီးတော့အယောင်ပြတာလည်းဖြစ်တယ်။ဘာသာရေးနောက်လိုက်တွေကိုအသုံးချဖို့သာဖြစ်တယ်။သူတို့ရင်ထဲမှာဒီနေရာဒီလိုလုံမှ အဲသူတို့ရဲ့အာဏာသူတို့ရဲ့အကျိုးစီးပွားတက်တန်းချိန်ပဲဆိုရင်အဲ့အရာတွေကိုအတုံးချဖို့ဖျက်ဆီးဖို့အတွက်သူတို့ကဝင်လေတဲ့သူတို့ဘာကြောင့်လဲဆိုလို့ရှိရင်ဘာသာနဲ့ဘာသာနောက်လိုက်တွေဟာသူတို့ရဲ့အတုံးချစရာအယောင်ပြပဲဖြစ်တယ်သူတို့ရဲ့တကယ်တမ်းကိုယ်ဝေဟာတော့သူတို့ရဲ့ငွေကြေးနဲ့လက်နဲ့အာဏာပဲဖြစ်တယ်ပေါ့နော်ဒီကရအော်တိုဘာ9ရက်နေ့ကလည်းနံမတူမြို့ကိုအာနာသိန်းတပ်ကနေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာရက်ွက်ရှက်ကပုပ်ပါယုံဖုန်ကြီးချောင်းကိုထိမှန်ပြီးချောင်းပြက်စီခဲ့ရပါတယ် အကူပုံကျဲတိုက်ခိုက်ခံရတဲ့စစ်တမိုင်ကြီးရွာကကြောင်မဲမြို့နယ်နဲ့မိုင်းငုံမြို့ကြားမှာတည်ရှိတာဖြစ်ပြီးလက်ရှိမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့စီးရီးပြတ်မဟုတ်တဲ့နေရာဖြစ်တယ်လို့ကြောင်မဲဒေသခံကပြောပါရယ်ကြောင်မဲမြို့ကိုအော်တိုဘန်လအစပိုင်းမှာအာနာသိန်းတပ်ကပြန်ထိန်းချုပ်ခဲ့ပြီးမိုင်းငုံမြို့ကတော့ကြောင်မဲမြို့နယ်ရဲ့မြို့နယ်ကွဲဖြစ်က DNL ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါရယ် တက်ကတော့သူကတော့ဒီဒီဘောရယူတဲ့နောက်ဝဲမှာမုခုကိုရဖို့အတွက်ပေါ့နော်သူကတော့အဲ့ပတ်ပတ်လဲပေါ့အဲ့ဒီဒီ DNA ချင်းယူတာလည်းပတ်ပတ်လဲယူရတယ်ကတော့ကျင်းနေရတယ်တက်ဝဲချတာတော့မရှိဘူးပေါ့လေသူကလေကြောင်းတိုင်းတိုင်းဘူးလေကြောင်းကနေပြီးတော့သူတို့သူစူပါရရှိနေတဲ့နေရာကြီးကလည်းဖြစ်နေဖြစ်နိုင်ပါတယ်ဒါမှမဟုတ်စစ်ကြောင်းကသူကသူထူးခြင်းလို့လည်းဖြစ်နိုင်တာပေါ့အဲ့လိုပေါ့ကြောင်မဲမျိုးပုံကျဲခံရခြင်းနဲ့တစ်ဆက်သေးမှာပဲ နန်းဆန်မျိုးကွမ်းဟဲ့ကြီးရွာကိုလည်းလေးချောင်းကနေဘုံကျဲတိုက်ခိုက်သွားတာကြောင့်ဆယ်နှစ်ရွယ်ကလေးငယ်တဦးပါဝင်ဒေသခံ6ဦးသေဆုံးပြီး4ဦးဒဏ်ရာခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အော်တိုဘာ16ရက်နေ့ဒီကနေ့နေ့လယ်တနာရီမှာလည်းထပ်မံဘုံကျဲခံခဲ့ရပြီးနန်းဆန်မျိုးကလက်ရှိအော်တိုဘာလအတွင်းမှာတဲ့9ချိန်လေးချောင်းတိုက်ခိုက်မှုခံထားရပါတယ်။အော်တိုဘာ10ရက်နေ့ကနေ16ရက်နေ့အထိရှမ်းပြည်နယ်မြောက်ပိုင်းက TNL ထိန်းချုပ်ရာ မန်တုံမိုင်းငော့မိုင်းလုံးနမ်စံနမ်မတူမိုးမိန်နဲ့မိုးကုံးမျိုးတို့အပါဝင်မြို့ပေါင်း၉မြို့ကိုအနာဒိန်တက်ကလေးချောင်းတိုက်ခိုက်မှု၂၈ကြိမ်လုပ်ခဲ့ပြီးအရိတိုက်ခိုက်မှုတွေကြောင့်ပဲကလင်းငယ်9ဦးပါဝင်ဒေသခံ32ဦးသေဆုံးခဲ့ရတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ကလင်းငယ်12ဦးပါဝင်ဒေသခံအယောက်40ထိခိုက်ဒဏ်ရာရကဖုန်ကြီးချောင်း2ချောင်းနဲ့ချောင်းဆောင်6ဆောင်စာတင်ချောင်း3ချောင်းနဲ့ အရသာပိုင်းနဲ့တရာကျော်ပြည့်စည်ခဲ့ရတယ်လို့ဆိုပါရရှင်